မဲမင်္ဂလာပါအခုလှည့်ကြတာကတော့ Selin City Season မဲဖြစ်ပါတယ်ဒီ season ကိုကျမကျူချမ်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြမယ့်အကြောင်းအရာတွေကတော့အရက်တောက်ပြီးတော့ဆိုင်ကယ်မောင်းခြင်းကြောင့်ဇက်ကားကနေနှုတ်ထွက်ခရတဲ့မင်းသားယွန်ဂျီယွန်16နှစ်ကြာမှ solo debut လုပ်မဲ့နာနာ ပရိသတ်တွေရဲ့အချက်ကိုထပ်မံရရှိခဲ့တဲ့မင်းသားကင်ဝီပင်ဇက်ကားထဲမှာတည်းမဟုတ်ပဲအပြစ်မှားပါချစ်သူတွေဖြစ်နေကြတဲ့ဆိုင်ယာရာစုံတွဲ line မျောကကိုခန်းစားနေရတဲ့ bella hadid ဘာလင်မာရသွန်ပြိုင်ပွဲဝင်မှာထပ်မံရှင်ပြိုင်ခဲ့တဲ့ဆိုတော့ Harry Style ထိုင်းတထေတယောက်နဲ့ဆက်ဆံရေးကိုပွင့်လင်းစွာပြောပြခဲ့တဲ့ထိုင်းမင်းသမီးကျော်မူတာနရင်ရက်အစရှိတဲ့စိတ်ဝင်စားဖွယ်သတင်းတွေပါဝင်သွားမှာပါရှင် Tomorrow Love Next Door My Lovely Liar တို့မှာပါဝင်ခဲ့ပြီးတော့ပြိတ္တအားပေးမှုကိုရရှိထားတဲ့မင်းသားယွန်ဂျီအွန်ဟာအရက်တောက်ပြီးတော့ဆိုင်ကယ်စီးတဲ့အတွက်ရဲအစစ်ခံခဲ့ရပါတယ်။ အရတောက်တုံးပြီးတော့ဆိုင်ငယ်မောင်းနှောက်ကိုမိသွားခဲ့တဲ့အတွက်လက်ရှိမှာရိုက်ကူးလက်ဆကားဖြစ်တဲ့ Positively Yours ကနေပြီးတော့နှုတ်ထွက်ခဲ့ရတဲ့အပြင် agency နဲ့ပါစာချုပ်ဖြတ်သိမ်းခံခဲ့ရပါတယ်။ Positively Yours ကဟာရိုက်ကူးရေးတဝက်ကျော်နှီးပါတောင်ပြီးနေပြီဖြစ်ပြီးတော့လာမယ့်၁၂လပိုင်းဆိုရင်ရိုက်ကူးရေးပြီးတော့မှဖြစ်ပေမဲ့မင်းသားရဲ့အခုလိုမျိုးရုတ်တရက်ဆန်တဲ့နှုတ်ထွက်မှုကြောင့်ရိုက်ကူးရေးကပိုပြီးတော့စံကြသွားမှဖြစ်ပါတယ်။မင်းသားယွန်ဂျီယွန်ရဲ့နေရာမှာတော့မင်းသားဟောင်ဂျွန်ဟျူကအစားထိုးတရုတ်ဆောင်သွားမယ်လို့သိရပါဗျ ဒီဇယ်လန်တွဲကိုပြီးခဲ့တဲ့ဇူလိုင်လကတည်းကရိုက်ကူးနေတာဖြစ်ပြီးတော့ယွန်ဂျီယွန်းကဒုတိယ main lead ဖြစ်တာမို့ဇဝင်ကန်တွေကိုဖျက်ဖို့မဖြစ်နိုင်တဲ့အတွက်အကုန်ပြန်လဲရိုက်ကူးရမယ်လို့သိရပါတယ် positive the your zakao ကိုတော့အခုလာမဲ့2026ရဲ့နှစ်ဝက်လောက်မှာထုတ်လွှင့်ပြသသွားမယ်လို့ခန့်မှန်းထားကြပါတယ်ရှင်။ After school ကအဖွဲ့ဝင်တယောက်ဖြစ်တဲ့နာနာကို solo debut နဲ့မကြခင်တွေ့ရတော့မှာဖြစ်ပါတယ်။ နာနာဟာ2009ခုနှစ်မှာ after school နဲ့အဖွဲ့ဝင်အနေနဲ့ debut ခဲ့ပေမဲ့ group အနေနဲ့ active မဖြစ်တာတော်တော်ကြာပြီမို့လို့တချို့ဆိုရင်နာနာကို idol အနေနဲ့မဟုတ်ပဲမင်းသမီးအနေနဲ့ပဲသိကြပါဗျ။နာနာဟာဇလန်တွဲများစွာပါဝင်ထားခဲ့ပြီးတော့16နှစ်အကြာမှာမှပဲ solo debut အနေနဲ့ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။သူမရဲ့ solo debut album ကို 7th Heaven 16လို့ title ပေးထားပါဗျ။ Actrox activity အတွက်2024မှာစာချုပ်ချုပ်ခဲ့တဲ့ Supply Entertainment အကနေပဲ manage လုပ်ပေးသွားမှာဖြစ်ပါတယ်။ Seventh Heaven 16 Evan ဟာ September 14ရက်နေ့မှာထွက်ရှိထားတာဖြစ်ပါတယ်ရှင်။အမေကျော်တောင်ကိုရီးယားမင်းသားကင်မွေပင်ဟာသူ့ရဲ့ပြည်သက်တွေအပေါ်ထားတဲ့စင်နာမှုနဲ့ရရောမှုတွေကြောင့်ပြည်သက်တွေကချီးကျူးမဆုံးအောင်ဖြစ်နေကြပါဗျ။ စက်တမလာ၁၄ရက်နေ့ KSD မှာကင်ဝဘင်းရဲ့ပြိတက်လက်မှတ်ထိုးပွဲကိုတက်ရောက်ပြီးတဲ့နောက်ပြိတက်အဖွဲ့တစ်ဖွဲ့ကစုပေါင်းပတ်စံနဲ့ညစာစားဖို့စီစဉ်နေကြတာကိုမင်းသားကမတော်တဆကြားသွားခဲ့ပြီးတော့ကင်ဝဘင်းကသူတို့မသိအောင်အဲဒီစားတောက်ဆိုင်ကိုကိုရိုင်းသွားရောက်ပြီးတော့ပြိတက်တရဲ့စားစစ်တစ်ခုလုံးကိုကြိုတင်ရှင်းပစ်ခဲ့တာပါအန်အောစရာကောင်းတာကပြိသက်တွေမှားထားတဲ့မီနူးထက်တောင်ပို့ပြီးတော့ဈေးကြီးတဲ့မီနူးအမျိုးအစားကိုရွေးချယ်ပေးခဲ့ရုံမကပဲဝိုင်းမှာထည့်ပေးခဲ့ပါသေးတယ်။ ောက်ချင်တဲ့ဝိုင်းအမျိုးဆောင်ကိုတော့ပြည်သက်တွေစိတ်ကြိုက်ရွေးချယ်ခိုင်းပြီးတော့နောက်ထပ်ကုန်ကြစရိတ်ရှိရင်သူပဲထက်ရှင်ပေးမယ်လို့တောင် ပြောခဲ့တာပါဒီစီစဉ်မှုအားလုံးကိုသူ့ရဲ့မန်နေဂျာကပ်ပြားနဲ့အတူပြုထားခဲ့တာပါသူရဲ့ချက်စရာကောင်းပြီးတော့ပြိသက်တွေကိုအလေးထားတဲ့အပြုမှုကြောင့်ပြိသက်တွေကမင်းသားကိုချီးကျူးမဆုံးဖြစ်နေကြတာပါလက်တလုံးမှာမင်းသားကင်ဝင်ပင်ဟာစူစီနဲ့အတူ Jenny Make a Wish ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ထားပြီးတော့အဲ့ဒီဇာတ်လမ်းတွဲကိုအောက်တိုဘာ3ရက်နေ့မှာ Netflix မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်ရှင် 2025မှာထွက်ရှိပြီးတဲ့ Bollywood ဇာတ်ကားတွေထဲမှာရုံတင်ဝင်ဝင်အများဆုံးရရှိတဲ့ဇာတ်ကားတွေထက်ကတကားဖြစ်ခဲ့တယ်လို့ပြည်သက်တေကြမရေပန်းစားအောင်မြင်ခဲ့တဲ့အချစ်ဇာတ်ကားဆိုင်ရာဇာတ်ကားထက်ကအ धिक သရုပ်ဆောင်မင်းသားအဟန်းနဲ့မင်းသမီးအနစ်သူကလက်တွေ့ဘဝမှာပါချစ်သူတွေဖြစ်နေကြပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးဟာတက်သက်စအမှုပညာရှင်တွေဖြစ်တာကြောင့်သူတို့ရဲ့အမှုပညာခရီးလမ်းမှာအဟံအတားပြတ်မှာဆိုတဲ့အတွက်စစ်သူတွေဖြစ်နေတယ်ဆိုတာကိုတော့တရားဝင်ချပြထားတာမရှိသေးပါဘူးရှင်။ နမဲကျော် model Bella Hadid ဟာ Lime ယောဂါကြောင့်ဆေးရုံပေါ်ရောက်နေတဲ့ပုံတွေကိုသူမရဲ့ Instagram မှာမျှဝေခဲ့ပါတယ်။ Bella Hadid ဟာအသက်16နှစ်အရွယ်မှာ model အဖြစ်စတင်ခဲ့တာပါ။2014ရောက်တဲ့အချိန်မှာတော့ Bella ကသူမရဲ့ mother agency ဖြစ်တဲ့ IMG Model နဲ့စတင်စာချုပ်ချုပ်ခဲ့ပြီးပထမဆုံးအနေနဲ့ New York Fashion Week မှာ Fashion Model အဖြစ် debut လုပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လာဟာဈေးအမြင့်ဆုံး fashion model တွေထက်ကတယောက်ဖြစ်ပြီးတော့2020မှာဘယ်လာရဲ့ net worth က25 million အထိရှိပါတယ်။ဘယ်လာရဲ့အဖေက Palestine ကမွတ်စလင်ဘာသာဝင်ဖြစ်ပြီးတော့သူ့အမေကတော့ Christian ဘာသာဝင်ဖြစ်ပါတယ်။ သူမကတော့မွတ်စလင်ဘာသာဝင်အဖြစ်ခံယူထားသူဖြစ်ပြီးတော့မွတ်စလင်ဖြစ်ရတာသူမကိုသူမကုံယူရဲဆိုပြီးတော့အင်တာဗျူးတွေမှာဖော်ပြဖူးပါတယ်။သူဟာပေါ်လက်စတိုင်းရဲ့လူမျိုးတုံးတက်ဖြတ်ခံနေရတဲ့လူအခွင့်အရေးအတွက်အထူးလှုပ်ရှားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူမရဲ့ platform ကိုတုံးပြီးတော့သူမရဲ့အတန်ကိုအမြဲတမ်းထုတ်လွှင့်မှုစူးစမ်းနေတဲ့သူလည်းဖြစ်ပါတယ်။ဘယ်လာဟာကြက်ခံတဲ့သူဖြစ်တာကြောင့်ဒီယောဂါကနေရဲရင်စွာကြောဖြတ်နိုင်သူဖြစ်မယ်လို့ပရိသတ်တွေက comment ပေးပြီးတော့အမြန်တက်တာဖို့အတွက်ဆူတောင်းပေးထားကြပါတယ်ရှင်။ One Direction အဖွဲ့ဝင်ဟောင်းအဆိုတော် Harry Styles ဟာစက်တဘာ22ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Berlin Marathon ပြိုင်ပွဲမှာပါဝင်ခဲ့ပြီးတော့၃နိုင်ရီအတွင်းမှာ26.2မိုင်အပြေးပြိုင်ပွဲကိုပြင်းမြောက်ခဲ့ပါတယ်။ Harry ကပြိုင်ပွဲမှာ Stat Serendos နာမည်နဲ့စည်ရင်းသွင်းခဲ့တာဖြစ်ပြီးတော့ပြိုင်ပွဲဝင်သူအပြေးသမား8000ရှိခဲ့ပါတယ်။မာရသွန်ပြိုင်ပွဲအတွက်မှာ Harry ကအပြာရောင်အားကစားအင်ဂျင်နဲ့အနက်ရောင်ဘောင်းဘီတို့ပန်းရောင်စနီကာတို့ကိုဝတ်ဆင်ခဲ့တာပါ။ မတန်စွာအိုလံပီယအားကစားပြိုင်ပွဲရွှေတစိမ့်ဆုရှင် Rick Chuck Whitehead ကတော့မှပြိုင်ပွဲမှာ Harry နဲ့ဆုံးခဲ့တယ်ဆိုတာကိုအတူရိုက်ထားတဲ့ပုံနဲ့မျှဝေပေးခဲ့ပါတယ်။ Harry ဟာအားကစားလိုက်စားတဲ့သူတစ်ယောက်ဖြစ်တာကြောင့်ဒီမာရသွန်ပြိုင်ပွဲကသူ့အတွက်ပထမဆုံးအကြိမ်မဟုတ်ပါဘူး။မတ်လရုံကလည်းဟယ်ရီဟာတိုကျိုမြို့ရဲ့26.2ဒသမ2မိုင်အပြေးပြိုင်ပွဲမှာအပြေးသမား2000ကျော်နဲ့အတူ၃နိုင်ရွယ်အတွင်းမှာပြင်းပြအောင်မြင်ခဲ့ပါသေးတယ်ရှင်။ ဆိုဝရင်းဇလန်တွင်လည်းမြမပြိသက်တရားအပိချစ်ခင်နှစ်ချိုက်မှုကိုရရှိခဲ့တဲ့ထိုင်းနမည်ကြီးမင်းသမီးကျော်မူဒါနာရင်ရက်ခါထိုင်းတထေတယောက်နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေထွက်ရှိနေတာတော့ကြားပါပြီ။စက်တဘာလ22ရက်နေ့က Uranus Clinic Brand Ambassador ပွဲရဲ့ Grand Opening ကိုမူတာတက်ရောက်တဲ့အချိန်မှာတော့ထိုင်းတထိပ်နဲ့သူ့ရဲ့ဆက်ဆံရေးကိုပွန့်ပွန့်လင်းလင်းပဲပြောပြခဲ့ပါဗျာ။ မူတာကကျမရဲ့နှလုံးသားလေးပျော်ရွှင်နေပါတယ်။ကျမပြောခဲ့ဘူးတလို့ပါပဲ။ကျမစကားပြောနေတဲ့သူတယောက်ကိုတယောက်အကြောင်းသိဖို့လုပ်နေတဲ့သူရှိတယ်။ကျမတို့အချင်းချင်းတွေးကြည့်နေတုန်းပါပဲ။အခုကြိုက်တက်မှာတော့ကျမရဲ့နှလုံးသားလေးကပန်းရောင်တန်းနေတယ်လို့အမှန်တကယ်ခံစားနေရပါတယ်တဲ့။အဲ့ဒီတယောက်ရဲ့မျက်နှာကိုမြင်တွေ့ရတဲ့အချိန်ကိုမေးကြတဲ့အခါတကယ်တော့လူတိုင်းကသူ့ဘသူဆိုတာကို သိကြပြီးပါပြီ။ကျမအပြင်ထွက်တဲ့အချိန်ကျမတို့ဘယ်နေရာမှာစားတယ်ဘယ်နေရာသွားတယ်ဆိုတာကို ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ကျမတို့နှစ်ယောက်တွဲတဲ့ပုံမရိုက်တာကျမတို့အကြောင်းတရားဝင်ထုတ်မပြောတာတွေကြောင့်သိမသိသာသလိုဖြစ်နေတဲ့ပုံပါပဲအမှန်ကတော့ကျမကအေးချမ်းမှုကိုတံမိုးထားတဲ့သူတစ်ယောက်ပါကျမရဲ့ပင်ကိုဇိုက်ကအဲ့ဒါလိုဖြစ်နေတဲ့အတွက်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျမလူတိုင်းကိုအများကြီးမပြောပြဖြစ်တာဖြစ်နိုင်ပါတယ်လို့ပြောသွားခဲ့ပါတယ်မုတ်တာကတွဲနေတယ်လို့သတင်းထွက်နေတဲ့သူကတော့ Time Billioner City Switch လို့သိရပါတယ်ရှင်ကဲဒီတစ်ပတ်အတွင်းကသူပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ အခုတစ်ခေါက်ဆယ်လီစီတီစီစဉ်ကတော့ဒီလောက်ပါပဲပြည်သက်တွေအားလုံးဘေးကင်းလွန်ကြုံပြီးတော့ကျန်းမာတုခရကြပါစေရှင်